ကျောက်ဖြူကတရုတ်စီမံကိန်းတွေဟာ EA နဲ့ဆွေးနွေးပူးပေါင်းဆောင်ရွက်တာမရှိဘဲလုံခြုံစိတ်ချစွာမလီပတ်နိုင်ဘူးလို့ Arcan Oil Watch ကမနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ EA ကကြောက်ဖြူမျိုးနေကိုအပြည့်အဝသိမ့်ပိုက်ပြီးဖြစ်စေမသိမ့်ပိုက်ပြီးဖြစ်စေတရုတ်စီမံကိန်းတွေ အပါအဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ EA နဲ့ဆွေးနွေးတာပူးပေါင်းဆောင်ရွက်တာမရှိဘဲအစဉ်ပြေလျှော့မွေမှာမဟုတ်ဘူးလို့ဆိုပါရယ် ဒါအပြင်အာနာသိန်းစစ်ကောင်စီနဲ့အာရခတက်တိုအီအီတို့တိုက်ပွဲဖြစ်ပွားနေတဲ့ကြောက်ဖြူမြို့နယ်မှာပဋိပက္ခတွေတောက်လောင်နေတယ်လို့လေအဲ့ဒီအစီရင်ခံစာမှာဖော်ပြထားပါရယ်။ရခိုင်ပြည်သူတွေနဲ့မြန်မာတိုင်းငံလုံးကပြည်သူတွေကိုတိုက်ခိုက်နေတဲ့စစ်လက်နက်ပစ္စည်းတွေဝယ်ယူနိုင်ဖို့ဒေါ်လာသန်းပေါင်းများစွာထောက်ပံ့ပေးနေတာရဲ့တံပြန်အကျိုးသက်ရောက်မှုကိုတရုတ်အစိုးရဟာသတိပြုသင့်တယ်လို့လေဆိုပါရယ်။အာရခတက်တိုအီအီဟာ ခိုင်ပြည်မှာမြို့နေ18ခုရှိတဲ့အထေက14ခုကိုတင်ပိုက်ထားပြီးကြောက်ဖြူမြို့ကိုဆက်လက်တင်ပိုက်ရင်စစ်ကောင်စီရဲ့အတွက်ဆုံးချုံမှုကြီးမားမယ်လို့လေအဲ့ဒီအစီရင်ခံစာမှာဖော်ပြထားခဲ့ပါတယ်။